နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အာဖဂန်ငလျင်ကြောင့်ကိုးဦးတည်ဆုံထားတဲ့သတင်း ကိုတင်ဆက်ပေးသွားပါမယ်ရှင်။အာဖဂန်နစ္စတန်မြောက်ပိုင်းမှာမနေ့ကနိုဝင်ဘာ3ရက်ညလှုပ်ခတ်သွားခဲ့တဲ့အင်အားပြည့်ငလျင်ကြောင့်လူ6ယောက်တည်ဆုံပြီးလူအများအပြားဒဏ်ရာရရှိခဲ့တယ်လို့အဆောက်အအုံအများအပြားလည်းပျက်စီးခဲ့ရပါတယ်။ ဒီငလင်ရဲ့ပြင်အားက Richester scale 6.3ရှိပြီး Maza Isha Rift မြို့အနီးကမြေအား28ကီလိုမီတာကိုပဟိုပြုတ်ပြီးညအချိန်မှာလှုပ်ခတ်ခဲ့တယ်လို့ American ဘူမိဗေဒတိုင်းတာရေးဌာနကပြောကြားခဲ့ပါတယ်။ ဘာခ်ပြည်နယ်မှာလူ၄ယောက်တိတ်ဆုံးပြီးဒဏ်ရာရရှိသူ120ရှိတယ်လို့စမဂန်ပြည်နယ်မှာတော့လူ9ယောက်တိတ်ဆုံးပြီး143ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ဒဏ်ရာရသူအများစုဟာကုသမှုခံယူပြီးနောက်အိမ်ပြန်သွားကြပါပြီလို့ကြေညာချက်သက်ဆောင်မှာဖော်ပြထားပါတယ်။ ငလျင်ကြောင့်အာဖဂန်နစ္စတန်ရဲ့အကြီးဆုံးမြောက်ပိုင်းမြို့တွေကတစ်ခုဖြစ်တဲ့မာဇာအီရှာရစ်ကအဒေသခံတွေဟာသူတို့ရဲ့အိမ်တွေပြိုကျမှာကိုစိုးရိမ်နေတဲ့အတွက်လမ်းမတွေအပေါ်ပြေးလွှာသွားခဲ့ကြတယ်လို့ဆိုပါတယ်။တာလီဘန်အစိုးရဟာ2021ခုနှစ်အတွင်းအာဖဂန်နစ္စတန်ကိုသိမ်းပိုက်ပြီးကြတဲ့ကကြီးမားတဲ့ငလျင်ကြီး၃ချိန်ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အကူအညီပေးရေးအေဂျင်စီတွေကတော့အာဖဂန်နိုင်ငံမှာလူတွေအကြားငတ်မွတ်ခံပါမှုမြင့်တက်လာနေတယ်လို့သတိပေးခဲ့ပါတယ်ရှင်။ Thank <music> you.